ကောက်ဟော့ဆီပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတစ်ခေါက်ဒါ33ကိုစဉ်းစားထားတဲ့ twin ကိုပေါ့နော်ဒီ game with six မှာတုံးခဲ့တဲ့ခိုးတွေထဲမှာဟိုကျွန်တော်အပြောချင်ဆုံးကိုတို့အကြောင်းဆိုတော့ဒီကိုဘာကြောင့်ရွေးချယ်တယ်လဲဆိုတော့ဒီနေ့ဖြစ်ပေါ်လုံးကဟို break တွေကို twin ကိုအဖြစ်ပြန်ပြီးတော့အသုံးချတယ် overturn လုပ်တဲ့ခက်ကိုရောက်လာပြီ။ရောက်တဲ့အခါမှာ modern football ရဲ့ဝိသေသဆိုတဲ့အရာကအိုလွန်ခဲ့တဲ့နှစ်20လောက်တုန်းကဆိုရင်တော့ကန်တင်ပြေးဆိုပြီးတော့ခက်နောက်ကြတဲ့ဒီကစားပုံတစ်ခုပေါ့နော်။အဲ့ကစားပုံတစ်ခုအဲ့တုန်းကဆိုရင်ကန်တင်ပြေးကစားရတယ်ဆိုတဲ့ဟာကဘောလုံးမှာနှိမ့်နေပေါ့။အဲ့မဲ့အခုကျွန်တော်တို့ဒီအခု2025ရောက်လာတဲ့အခါမှာ 2000ဝန်းကျင်လောက်ကကန်တင်ပြေးဆိုပြီးတော့ဝေဖန်ခဲ့ကြတဲ့ဒီကစားဟန်ကပဲ2025ရဲ့ modern football ဖြစ်လာတယ်။အဲဖြစ်လာတဲ့အခါမှာဟိုတုန်းကနဲ့မတူတဲ့အပိုင်းလေးရောရှိတယ်။ဘာကြောင့်ဟိုတုန်းကလည်းမတူတဲ့အပိုင်းလေးဆိုတော့ဟိုတုန်းကကျတော့ဒီကန်တင်ပြေးဆိုတဲ့နေရာမှာဘောလုံးကိုနောက်စီးကနေပြီးတော့အရှိကိုကန်တင်ကျဲအတွက်ဟိုလောလောပြောရရင်ကိုယ်စီမှာလည်းဒီ possession အနေအထားပဲဘောလုံးကိုခြင်ထားတဲ့အနေအထားကိုတိုက်စစ်ကစားသမား2ယောက်3ယောက်ကလည်း ငါစစ်သားသမားကတော့ဘောလုံးရပြီတိုက်စစ်ကိုအတို့တက်တော့မယ်ဆိုပြီးတော့တက်ဆက်ရှိတဲ့တူတွေတက်ဖို့တောင်းဝင်ရှိတယ်ဆိုပြီးလိုက်တက်ကြတယ်တက်တဲ့အချိန်မှာအမြင်ဘောကန်တင်ပေးတယ်အဲ့ဒီအမြင်ဘောကိုရှင်းလူကြတယ်ပြီးတော့ second ball တွေကောက်ကြတယ်သွင်းကြတယ်ဆိုတဲ့ပုံစံမျိုးဆိုတော့အင်္ဂလန်ကလည်းအဲ့ဒီပုံစံကိုအရင်ကစားခဲ့တယ်ဒါပေမဲ့အခုကတော့ဟိုကိုအတင်းရဲ့ဟို first defense line ကလာတယ် first defense line ကလာတယ်ဆိုတော့နောက်ကန်လူကပေးတာလည်းဖြစ်ရင်ဖြစ်မယ် ဒီဟိုကွင်းလေဒီအထိုင်ပေါ့အဖြတ်ဒီကွင်းလေအဖြတ် number 6 row ကစားသမားတွေကပေးတာဖြစ်ရယ်ဖြစ်မယ်နောက်ဆုံး line ကနေရှေ့ဆုံး line အထိတိုက်ရိုက်သွားတယ်ဆိုတော့ဟာကအတူတူပဲဒီဟောတော့ကနေဒါပေမဲ့အခုမတူတာပါလဲဆိုတော့ဟိုအဲ့လိုနောက်ဆုံး line ကနေရှေ့ဆုံး line ကိုတိုက်ရိုက်သွားတဲ့အလုပ်ကိုထောက်အောင်ဒီ brand 4တို့ပါလို့အခုဒါဒီအလုပ်ကိုလောက်ကြတယ်ဆိုတော့အခါမျိုးပါ ို့အတင်းကဘောလုံးကိုကင်ထားရင်းနဲ့ပေးတယ်ပေးတယ်ပေးတယ်ပေးရပလုံနေရင်းနဲ့ဟိုတိုက်စစ်ကစားသမားတွေအရှိကိုပြပြချင်းရောက်တော့ဆောင့်ပြီးတော့လောင်းဘောပေးတဲ့အလိုမျိုးမဟုတ်တော့ကို့အတင်းကိုတိုက်စစ်ဆင်တဲ့အချိန်ဒီမှာဘောလုံးကိုပထမဆုံးရောက်အောင်ယူပြီးတော့ပြောမှဆိုပြိုင်ပတ်အသေးဟာတိုက်စစ်ဆင်နေရင်းနဲ့ဘောလုံးကပြတ်သွားပြီဒါပေမဲ့တိုက်စစ်ဆင်တဲ့အချိန်မကုန်သေးဘူးမကုန်သေးတဲ့အတွက်ကစားသမားတော်တော်များများဟာ ဒီ Brentford ပြပေးမှာဟို Manchester United ဆိုတော့တိုက်စစ်စင်ကိုကြိုးစားတယ်ကိုအတင်းတိုက်စစ်စင်တွေကဖြစ်တဲ့တော့ United အတင်းရဲ့ကစားသမားတွေအကုန်လုံးအရှိ့ကိုလိုက်သွားတယ်အဲ့ကိုလိုက်သွားတဲ့အချိန်မှာအဲ့လိုက်သွားတဲ့အချိန်ကမကုန်သေးဘူးဒီမှာဘောလုံးကပြတ်သွားပြီပြတ်သွားပြီဆိုတော့အချိန်အဲ့လိုအနေအထားမျိုးတွေကိုအတုံးချတာဟောကန်တင်ပြေးကကိုအတင်းဒီကစားဘွက်တိဆောက်ရင်းနဲ့ကန်တင်ပြေးတာမဟုတ်တော့ဘူး။တိုင်းပဲအသွင်းတိုင်းပဲအသေးတိုက်စစ်စင်တဲ့အနေအထားတွေမှာဒီဘောဝင်းရင်းရောက်အောင်လုပ်ပြီးတော့ အဲ့ဒီ second ပိုင်းအတွင်းမှာပဲဟို collaborate အလုပ်မခံမနဲ့ direct တင်ပေးတဲ့အလုပ်မျိုးဆိုတော့ဒါကိုပဲကျွန်တော်တို့ကဒီ transactional play လို့ခေါ်တာ哦အဲ့ဒီ transition အမြန်ဆုံးဒီ first attack first direct အမြန်ဆုံး transactional play ကိုဒီနေ့ခင်မှာတော့အတင်းကြီးတွေတော်တော်များများလဲဒါကိုပဲကြောက်နေရတယ်ဆိုတော့ခက်ကိုရောက်လာတယ်ဆိုတော့အဲ့ဒီလို twin go မျိုးကိုဒါပေါ်ပြနိုင်မှာကိုကတော့ဒီ Brentford နဲ့ Manchester United နဲ့ကစားခဲ့တဲ့ပွဲမှာ ဒီ Brentford အသင်းရဲ့တိုက်စစ်မှုအေဂိုတီယာကိုတွန်းသွားတယ်တွန်းကိုဆိုတော့ဒါကြောင့်ကျွန်တော်ဒီဂိုးကိုယူလိုက်တာဆိုတော့ဒီဂိုးက Modern Football ရဲ့ဝိသေသတစ်ခုပါတယ်ဒါပေမဲ့အခြားတစ်ဖက်မှာလည်း Modern Football ရဲ့ဝိသေသအချို့ဆိုတာဒီလိုဒီလိုလောက်တိုင်းမှာဂိုးပေးရတာမျိုးကလည်းဒီအများကြီးဖြစ်နေတာမဟုတ်ဘူးဆိုတော့ဂိုးပေးလိုက်ရပြီဆိုရင်တော့တစ်ခုခုမှားလို့ဘာတွေမှားသလဲဆိုတော့အဓိကသုံးသပ်ခြင်းတာဆိုတော့အဲ့ဒီတွန်းကိုက ဒီ Brentford ဘောလုံးပြန်ရသွားတဲ့အချိန်ကနေကိုးပေါက်ထဲရောက်သွားတဲ့အချိန်ဒီ၈စက္ကန့်ပဲကြာတယ်။တွင်ကအဲ့၈စက္ကန့်အတွင်းမှာအဓိကဘောလုံးထိချက်ကနှစ်ချက်ပဲရှိတယ်။ကန်တင်ပေးလိုက်တဲ့ကျွန်တော်စကြည့်ကောင်းက Dance ကထင်လာမဟုတ်ဘူး Henderson ပဲ Chelsea နဲ့တော့ကလည်း Henderson ပဲ Henderson ရဲ့ long ball အခုဒီ Brentford က Henderson ကိုခေါ်ခြင်းပါလေ Henderson ဟာဘောလုံးကိုလိုက်ဖြတ်တဲ့အလုပ်တွေလည်းလုပ်နေတာမဟုတ်ဘူး။ game ရဲ့ tempo အတင်ချလောက်အောင်လေ Brentford က ဲ့လို game ကို tempo ဒီ setter တွေနဲ့ကစားတဲ့ game မျိုးမဟုတ်ဘူး။ဒါမှမဟုတ် Henderson ကိုသူတို့ခေါ်လိုက်ခြင်းဟာ guy 40 guy 50 pass တွေကိုအကောင်းဆုံးပေးနိုင်တဲ့ကိုအသင်းသွားခြင်းတဲ့ပုံစံနဲ့အကန့်ညီဆုံးကစားမှာခေါ်လဲဆိုတော့ခေါ်လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့တောင်းတလို့ရတယ်။ဆိုတော့ Henderson ဘောလုံးရရဲတစ်ချက်တည်တယ်ကန်တင်ပေးလိုက်တယ်အဲ့ကန်တင်ပေးတဲ့အခါမှာ Henderson နဲ့ဒီ Brentford အသင်းရဲ့အမြင်လုံးတိုင်းမှာကစားနေတဲ့အေကအေကတရားကိုကြားထဲမှာကျန်တဲ့ကစားသမားတစ်သိန်းလုံးရှိတယ်။အကောင်လုံးဒီ office player တွေပေါ့ office player တွေအကောင်လုံးရှိတယ်။အဲ့လိုပဲ Manchester United အသင်းဆိုရင်ကျွန်တော်ဟိုထိတ်ဆုံး line ကိုရောက်နေတဲ့ကစားသမားစုပေါင်း၄ယောက်ရှိတယ်။အဲ့ဒီ၄ယောက်ဟာ16ခိုက်စီးနာဝင်ကြမှာရှိတယ်။အဲ့ဒါဆင်နေတာအလုံးအင်းနဲ့တက်နေတာ။အဲ့တော့ office player ဆရာမအဲ့ဒီ၄ယောက်ကဒီ Brentford ရဲ့ဒီ Tyset zone မှာရှိတယ်။ပြီးရင် ကျန်တဲ့၃ယောက်ကဒီကွင်းလယ်မှာရှိတယ်။ကွင်းလယ်ဆိုတဲ့နေရာမှာဒီမီဒယ်သတ်ဆုံမှာရှိတယ်။နောက်ဆုံး၃ယောက်ဟာလည်းမီဒယ်သတ်ဆုံသူကဒီ first သတ်ဆုံကိုကျော်မီဒယ်သတ်ဆုံရဲ့အဆက်နောက်ဆုံးတော့ကလည်းမီဒယ်သတ်ဆုံမှာရှိတယ်။မီဒယ်သတ်ဆုံမှာကလာမ6ဦးရှိတယ်။ဆိုတော့ line အမြင့်ကြီးပေါ့။ဘလုံးကွင်းရဲ့ဇုံ၃ဆုံမှာဒီ final သတ်ဆုံရဲ့အောက်ခြေနဲ့မီဒယ်သတ်ဆုံအတွင်းမှာ match sound ရဲ့ကလာမအားလုံးရှိတယ်။ အဲ့အဲ့မေတ္တာသုံးကကျွန်တော်တို့ဒီစန်တစီရဲ့ဟို၅ပေအကွာကိုပဲအကွဲမဲ့အချက်ပေါ့လေအဲ့လောက်မှာတော့ဒါနောက်ဆုံး line မှာ loop shore နဲ့ဒီ Harry Maguire ရှိတယ်ဆိုတော့ Henderson နေရာကနေခံစားကြည့်ရင် long ball တင်ပေးလိုက်ချင်စရာပဲဘာကြောင့်လဲဆိုတော့ United ခံစစ်အထိုင်ကစားလို့မရဘူး pace မရှိဘူးအဲ့ pace မရှိတဲ့အတွက်ဒီ loop shore နဲ့အဲ Harry Maguire နှစ်ဦးစလုံးဟာ ဧကတရားကိုကိုရှင်ပြေးနိုင်မဲ့သူတွေမဟုတ်ဘူးဒီတော့ Henderson အနေနဲ့တခြားသူ့အနေနဲ့ပေးစရာ option တွေအများကြီးရှိတယ်တကယ်တော့အဲ့ဒီအနေထားမှာဘာကြောင့်လဲဆိုတော့ United ကတိုင်းစစ်စင်ရင်းနဲ့သူတို့ရဲ့ဒီဘယ်လိုပြောမလဲဆိုတော့ Rust defense ကမကောင်းဘူးအစိတ်စိတ်အမမပြန့်ကျဲနေတာ Manchester United ရဲ့ Rust defense ကကစားသမားတုံးနဲ့ဒူးချားတယ်မှာဟိုတချို့ကစားသမားတွေဂျားတယ်မှာမီတာ20လောက်ကွာတချို့ကစားသမားတွေဂျားတယ်မှာ 55မီတာလောက်ကတယောက်တယောက်ဟာဘလို့မှချိတ်ဆက်လို့မရတဲ့ဒီတီဖောက်ပုံမျိုးနဲ့ ref defense ကမကောင်းဘူး။မကောင်းတဲ့အတွက် Henderson ကအဲ့ဘောလုံးကိုရတဲ့အချိန်မှာတခြားဒီသူနဲ့ Ego Thiago ကိုကြားမှာရှိတခြားကစားသမားတွေကိုပေးစရာလွယ်လွယ်လေးပေးလို့ရတဲ့ option တွေအများကြီးရှိတယ်။ဒါပေမဲ့သူရဲ့ view ဟာအဲ့ဒါမဟုတ်သူရဲ့ view ဟာကဒီတိုက်စစ်ကိုအများဆုံးတင်ပေးပြီးတော့ကိုယ်တိုင်မဲ့ပြူဟာဆိုတော့ဒီဒီအတွေးခေါ်ပေါ့ဒီအတွေးခေါ်ကိုလှုပ်လှုပ်တာဆိုတော့အဲ့မှာ အဓိကအဖြစ်ဒီမက်ဖက်ခွန်ညာစီကဘောလုံးကပြတ်သွားပြီတိုင်းကဖောင်းမပေးဘူးခွန်းတဲ့တိုင်းရှေ့တဲမှာဖြစ်တာပြီးတော့ဘောလုံးလည်းထိတာဖြစ်တဲ့အတွက်ဖောင်းမပေးတာလည်းမှန်တယ်အဲ့နောက်ကိုမေးလိုက်လာတဲ့ဟန်ဒါဆန်ကသူမေးလိုက်လာခြင်းအဲ့ဘောလုံးကအဲ့ဒီအချိန်မှာပြတ်တည်ဖြစ်စေတိုက်စစ်စင်းနဲ့ပြန်ရတည်ဖြစ်စေအဲ့ဘောလုံးကိုသူလက်ခံမှာလက်ခံပြီးတော့သူလုံးတင်လာတော့တော့အခုကသူ့ရှေ့ကိုအစင်းစင်းကြရောက်လာတယ်အဲ့တော့ဟန်ဒါဆန်ကအဲ့ဘောလုံးကိုယူတော့မယ်ဆိုပြီးတော့ဒီ ခွန်ညာကလဲသွားပြီဟန်ဒါဆန်ရဲ့နာမဘောလုံးကျန်နေတယ်ဟန်ဒါဆန်ကအဲ့ဘောလုံးကိုယူမယ်ဆိုပြီးလှုပ်တယ်အဲ့လှုပ်တဲ့အချိန်မှာဒီမန်ချက်စတာယူနိုက်တက်ကကျွန်တော်ပြောသလိုပဲကစားသမားတွေကတိုက်စစ်ကိုလိုက်နေတဲ့အချိန်ကမကုန်သေးဘူးဘောလုံးရုပ်တဲ့ပြတ်သွားတာဆိုတော့အဲ့တော့ဒီဘောလုံးပြတ်တဲ့အချိန်ကနေဟန်ဒါဆန်ခြေထဲဘောလုံးရောက်တဲ့အချိန်ထိတော်တော်များများခြေလမ်းကရှေ့ကိုဆက်တိုးကြတယ်တလန်းနှလန်းစာလောက်ပေါ့ကျွန်တော်ကဒါကဒီတစ်စက္ကန့်ရဲ့7ဘုံတဘုံလောက်အချိန်အတွင်းမှာဖြစ်နေတာကိုပြောတာဆိုတော့ ဆက်လန်းကြတယ်ဥမာအားဖြင့်ဆိုရင် look show ဆိုရင်ကျွန်တော်တို့ကို့ကွင်းဘက်အချမ်းပေါ့ဒီ fantasy အလဲစီးရဲ့ငါးခိုက်အကွာလောက်ကနေပြီးတော့သူဆက်သွားရင်းနဲ့ဘောလုံးဆက်ပြတ်တဲ့အချိန်ကနေ Henderson ခြေတဲ့ဘောလုံးရောက်တဲ့အချိန်မှာ fantasy ကိုရောက်နေပြီအဲ့ဒီ9မီတာလောက်စီအကောင်တော့တိုးသွားကြတယ်အဲ့လိုပဲ Harry Maguire လည်းတိုးတယ်အတိုးတဲ့အခါမှာ Henderson ကဘောလုံးရောက်သွားပြီအဲ့ဒီရတဲ့ဘောလုံးကို Henderson ကဒီမြင်ဝင်းတစ်ခုလုံးကိုသူအကဲခတ်ပြီ အဲ့ဟန်ဒဆန်ကငါ့ကိုမြင်ပြီဆိုတာသိတာနဲ့အဲ့တော့တီယဂိုကလက်ပြေးဖို့ကြိုးစားတယ်။ဟိုင်မခွာယာကအဲ့မှာတော်တော်လေးလေးရရတယ်။ဟိုင်မခွာယာကအဲ့မှာဖြစ်သွားတဲ့ပုံစံကရှေ့ကိုတလန်းတိုးတယ်။အနောက်ကိုနှစ်လမ်းပြန်ဆုတ်တယ်။ပြီးတော့အရှေ့ကိုတလန်းပြန်တိုးတယ်။ဆိုတော့အဲ့လာကဘာဖြစ်တာလဲဆိုတော့ဒါလော်လော်လေးပြောရရင်ဘာလို့တို့ဘာကြံရမှမသိဖြစ်တာ။ ကိုကဘယ်နေရာမှာရှိနေသလဲအေကွာတီယာကိုကဘယ်နေရာမှာရှိနေသလဲအဲ့ဒီဟာတွေအကုန်လုံးကိုခေါင်းထဲမှာတော့အလွတ်မမှတ်မိထားတာပြဿနာကပြောမှဆိုပွဲထဲမှာမျောနေတဲ့အချိန်မှာအဲ့လိုအဲ့လိုဖြစ်တာတကယ်တော့ဟန်ဒါဆန်ကံမှုလောက်ကလေးကကိုယ့်ဘက်ကိုယ့်ဘက်အချမ်းမှာအေကွာတီယာကိုလည်းဒီဘက်ကိုယ့်ဘက်အချမ်းမှာအဲ့မကောင်းဒီဘက်ကိုယ့်ဘက်အချမ်းမှာလွယ်လွယ်ပြောရင်လူကြုံထောင်ချောက် တက်ဖမ်းလို့ရတယ်အဲ့မကောင်းရတာရဲရဲတင်းတင်း ဒီ Henderson ဘောလုံးမရသေးဘူးအဲ့ဘောလုံးစီကိုဖြည်းနှလမ်းတော့သွားရတယ်။သွားတဲ့အချိန်မှာ center C ထိတီးကပ်လိုက်မယ်ဆိုရင်သူအဲ့လိုပြေးကပ်ရင်မလိုအောင်လို့ဆိုတရားကူကဒီမဲ့ပွင့်မဲ့အချိန်ကိုပြန်ဝင်ရမှာအနောက်ကိုပြန်ဆင်းရမှာဒါပေမဲ့သူပြေးမလုပ်ဘူးမလုပ်တဲ့အပြင်ကိုဒီတရားကူလက်ပြေးဖို့လုပ်တဲ့အချိန်လက်ပြေးတော့လုပ်တဲ့အချိန်သူမြင်ပြီအဲ့မြင်တဲ့အချိန်ဘောလုံး Henderson ကဘောလုံးကိုမကန်သေးဘူးရှေ့ကိုသူတလန်းတိုးတယ် ဲ့တလန်တိုးတဲ့အလုပ်ကိုသူဆက်လုပ်ရမယ်အစားတရားကိုထွက်ပြေးတာလက်ပြေးပြီဆိုတာကိုသိပါလျက်နဲ့အနောက်ကိုနှစ်လမ်းပြန်ဆုပ်တယ်အဲ့အနောက်ကိုနှစ်လမ်းပြန်ဆုပ်တဲ့အချိန်အဲ့ဒီအချိန်ကဒီကိုပြေးလိုက်ရတဲ့အဓိကအဓိကပြဿနာပဲအဲ့အနောက်ကိုသူနှစ်လမ်းပြန်ဆုပ်လိုက်ခြင်းကဒီတရားကိုဟာသူ့ရဲ့အငံနှုံးကိုတင်လို့ရပါတယ်ဘယ်သူဖြစ်ဖြစ် ရုပ်တက်ဆက်ပြေးတယ်ဆိုတာကချက်ချင်းအချိန်တင်လို့ရအောင်မဟုတ်ဘူးအဲ့တော့တကယ်ကသူလှည့်ပြေးတဲ့အချိန်ဟယ်မကွာယာကအနောက်ကိုနှစ်လမ်းဆုတ်ပေးတယ်ပြေးရမဲ့ခြေလမ်းအထက်နောက်ထပ်နောက်ထပ် space တစ်ခုပေးလိုက်တာထပ်အချိန်တင်တယ်အဲ့နှစ်လမ်းဆုတ်ပေးပြီးတော့မှမကွာယာကအရှိကိုပြန်တက်တယ်ပြန်တက်တဲ့အခါခြေကားရလကားနဲ့ပြန်တက်တယ်အဲ့အချိန်မှာလွတ်ထွက်သွားတာအဲ့တော့ဒါကြောင့်အဲ့ဒီမှာဟယ်မကွာယာရဲ့အမှားအတိကတော့အဲ့ဒီအမှားကြောင့် တယောက်ကိုတော့ကအခွင့်ရေးပေါ်သွားတာပေါ့ဆိုတော့ဒီနေရာမှာဟိုဘရန်ဖို့ကိုလည်းချီးကျူးကြတာပါလဲဆိုတော့ကိုစီကဘလုံးပြန်ရသွားတဲ့အချိန်တယောက်တက်ပြေးတယ်ဆိုတဲ့အချိန်ဘရန်ဖို့အသင်းရဲ့ဒီ shape ကိုကြည့်ရင်ကန်စစ်ကောင်က၄ဦးဟာခန်းစစ်စုံမှာရှိတယ်အဲ့လေဦးရရှိမှာသူတို့သွားကျင်တဲ့4231မှာဒီ2က2နံပါတ်ရှိတယ်ပြီးတော့3က3 line မှာရှိတယ်ပြီးတော့ဒီ account တိုက်စစ်မှု တူရဲတယောက်တည်းဒီအေဂါဖျားကိုအမြင့်ဆုံးလိုင်းမှာအမြင့်ဆုံးထဲမှာရှိတယ်သူတို့တော်တော်လေးစနစ်ကြတယ်တကယ်တော့ဒါကဘောလုံးကိုလိုက်ဖြတ်နေရင်းနဲ့ဘောလုံးပြန်ရတဲ့အချိန်ဆိုတာဖျို့ပြဲဖြစ်နေတယ်လားအဲ့ဖျို့ပြဲမဖြစ်ပဲနဲ့သူတို့ shape တစ်ခုလုံးဟာပုံစံကျရှိနေတော့ကျွန်တော်တွေ့ရတယ်အဲ့တော့ဒီ Henderson ကဘောလုံးကိုတင်ပေးလိုက်တင်ပေးတဲ့အခါမှာ Henderson ရဲ့အရေးပါမှုကတော့ Henderson ဟာဒီဘောလုံးကိုစောင့်ကြည့်တယ်ယူခဲ့ချင်း game ရဲ့ဒီကွန်းတော့ရှိနေတဲ့ကစားသမားတွေရဲ့ နေရာယူတဲ့အနေထားကို scan လုပ်တယ်လုပ်တဲ့အချိန်မှာဒီ consent line ဟာကို long ball ပေးတဲ့ line ဆိုတော့သူမှန်မှန်ကန်ကန်ဆုံးဖြတ်တယ်ဆုံးဖြတ်တဲ့အပြင်သူ့ကိုဆွဲဆောင်နေတဲ့အရာတွေရှိတယ်ဘေးနားမှာဆော့ဆော့ပြောတယ်ကို့ကစားသမားတွေကဒီ shape ထဲမှာမှန်မှန်ကန်ကန်ရှိနေတဲ့အတွက်ပေးစရာလူတွေအများကြီးရှိပါလိမ့်မယ်နဲ့အဲ့ဒီဟာကိုသူမှန်မှန်ကန်ဆုံးဖြတ်ပြီးတော့ long ball တင်ပေးလိုက်တယ်အဲ့ဒီအချက်အပြင်ကိုပေးလိုက်တဲ့ဘောလုံးရဲ့အကြီးတွေသူ ဲ့ဒီဘောလုံးကိုကျွန်တော်တို့ကပုံမှန်အားဖြင့်တော့ Hollywood Pass လို့ခေါ်တာပေါ့နော်ဒီ guide ဒီ90လောက်အကွာအဝေးအဲ့ဒီဘောလုံးကဒီထဲမှာအမြင်နဲ့ဘူသမကန်တင်သလိုသွားတာအဲ့သွားတဲ့အခါမှာအဲ့ဘောလုံးအကြောက်ကျွန်တော်တစ်ချက်ကြည့်တယ်အဲ့ဘောလုံးအကြာအရာရာပဲအဲ့ဘောလုံးအကြာအဲ့ဘောလုံးဟာတကယ်လို့ဟန်ဒါဆန်တင်လိုက်တဲ့ဘောလုံးနေရာမှာဟန်ဒါဆန်မဟုတ်ပဲတခြားကစားသမားတူဦးဆိုတော့ ဘောလုံးသမားတော်တော်များများဟာဒီ guide 50ကိုကန်ချပေးနိုင်တယ်။ဒါပေမဲ့ဒီ back spin သာအလွန်တော့မပါဘူးဆိုရင် guide 50လောက်ဒီလေထဲကိုခီးနေရတဲ့ဘောလုံးကကျပြီဆိုရင်ကျပြီဆိုရင်ထောက်ခုံဖြစ်ရမှာ။အဲ့ခုံကအဲ့ခုံထွက်တဲ့ဘောလုံးကမျက်ခင်းပေါ်မှာနေမယ်။ခက်မြန်မြန်ထွက်မယ်။ဆိုတော့ဒီဘောလုံးကကိုတိုက်စစ်ကစားသမားအတွက်အခွင့်အရေးသာကြီးမှတာမယ်။အဲ့တကြောင်အဲပြီးတော့ကိုသမားစီပြန်မဲ့ကိုသမားသာနည်းနည်းလေးရှိတတ်ထားမယ်ဆိုရောက်သွားနိုင်တယ် အဲကြောင့်အဲ့ဒီဇုံတွေကဘောလုံးပြီးဖို့အရန်ခက်တယ်။ဒါပေမဲ့ဟန်ဒါဆန်ပြီးလိုက်တဲ့ဘောလုံးကမီတာ90လောက်ကလာတယ်။ကျတယ်။ပြန်ခုံတာကအဲ့ဒီနားလေးနဲ့ပြန်ထောက်ပြီးခုံတာ။အဲ့ဒါအဲ့ဒါအဲ့ဒါ class ပဲ။အဲ့လိုပြီးဖို့မှုမျိုးကကျွန်တော်တို့ Steven Gerrard တို့ဒါအထူးသဖြင့်အကောင်းဆုံးက Postco ပဲ။ Postco ကန်လိုက်တဲ့ဘောလုံးနဲ့အောက်ခြေကိုနှိုက်ပြီးတော့အဝေးယူသွားတယ် Apex ကအမြင်ကြီးကိုတတ်တယ်ပြန်တုတ်ကြတယ်ထောက်တယ်ထောက်တဲ့နေရာမှာပြန်ခုံတယ်ပြီးတော့ David Beckham ထားပါတော့ Beckham ကတော့ဟိုဖြတ်တင်ဘောတွေ ဟိုဘက်ကမ်းကအဲ့ဒီဘယ်နေရာဖြစ်ဖြစ်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော် post score ကိုပဲပြောကြတယ် post post score ပြီးတဲ့ဘောလုံးမျိုးအဟန်သဆန်ပြီးလိုက်တဲ့ဘောလုံးကအင်မတန်အရေးသွေးပြည့်တယ်ဆိုတော့ဘလောက်အရေးသွေးပြည့်လဲဆိုရင်လူကလက်ပြေးတဲ့ဒီ ego tier ကိုနဲ့ပြန်လိုက်လာတဲ့ harry maguire လို့ကြားမှာ guy 20လောက်ဝေးတယ်အဝေးပဲတကယ်အဝေးမှာအဝေး guide 20ဆိုတာကဟို guide 20မရှိရင်တော့ပါဗျာ55 guide တော့အနည်းဆုံးရှိတယ်55ပြည်နဲ့ပေ60ကျားရှိတယ်ဟာသွားတယ်အကွာဝေးကတကယ်ကိုအဲ့လောက်ထိလွတ်ထွက်သွားတာဘာကြောင့်လဲဆိုလူကြုံတက်ဖမ်းတဲ့သူနဲ့လက်ပြေးတဲ့သူပြီးတော့ပြန်ထည့်လိုက်ရဆိုတော့တော်တော်ဝေးသွားတယ်အဲ့ဘောလုံးကလည်းအနောက်ကိုလှည့်ကြည့်ပြီးတော့ဆောင်းလာတယ်မခွိုင်းကသူ့နောက်ကျောမှာဘောလုံးလာနေတယ်ဆိုတော့သိတယ်ဘယ်နေရာရောက်နေမှမသိဘူးအာသာချက်ကအေကံ တရားကိုအတွက်အားတာချက်ကအရှိကိုကြိုပြင်းနေအမြလူလည်းမကြုံဘူးအများကြီးလည်းလွတ်တယ်အဲ့လာတဲ့ဘောလုံးဘယ်ကိုကြာမလဲဆိုတော့ကောင်းကောင်းလက်ကြည့်လို့လုံလောက်တယ်ကျွန်တော်ပြန်ကြည့်စေချင်တယ်ပေါ့နော်ဒါမန်ချက်စတာယူနိုက်တက်ပရိသတ်တွေရောဘရက်ဖို့ပရိသတ်တွေရောတခြားဒီဒီလိုမျိုးအသေးစိတ်အကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့သူတွေရောပြန်လက်ကြည့်ချင်ရတယ်ဘောလုံးဘယ်ကိုထောက်မလဲဆိုတော့သူသိတယ်ဘယ်ကိုထောက်မလဲဆိုတော့သူသိတယ်အဲ့လိုပဲအဲ့မကောင်ရဘယ်လမ်းကြောင်းကပြေးလာမလဲဆိုတော့သူသိတယ်အဲ့လိုသူသိတဲ့အတော့လေအဲ့ဘောလုံးကတစ်ချက်ထောက်ပြီးပြန်အခုံမှာ အေကောတရားကခေါင်းနဲ့တိုက်ပြီးတော့ကံတဲ့နေရာကိုတဲအဲ့တဲတဲ့အခါမှာဒီအတွင်းဘက်ကိုမတဲဘဲနဲ့အပြင်ဘက်ကိုတဲတာမဘာရကဒီလိုပြေးလာတယ်သူကလည်းဒီအရှိန်နဲ့ကြိုးဆောင်တကယ်လို့ကဘောလုံးကိုဒီအတွင်းမှာထည့်လိုက်ပြီဆိုမဘာရနဲ့သူကပြေးလန်းကတော့တိုက်မှာပြေးလန်းတော့တိုက်ရင်ဘာဖြစ်မလဲဆိုတော့ပယ်နတီရအောင်ရမယ်သို့မဟုတ်သူသူကံကွင်းရကြမှာရလိုက်မယ်မိကောင်းမိသွားမယ်အစချစ်ဖြင့်အအများကြီးပဲလူရင်လေသူ့အတွက်ကကိုဘဟိုကံသွင်းဖို့အတွက်နေရာပို့ကောင်းတယ် ဒီအတွင်းလမ်းကြောင်းကိုသူရွေးချယ်လိုက်တယ်။မကွာရမိကောင်းမိနိုင်တယ်။မမိခဲ့ဘူးဆိုရင်အပိုင်ကန်သုံးငွေရမယ်။ဒါပေမဲ့မတည်ကြဘူး။အတည်ကြတဲ့အလုပ်ကအပြင်လေးကိုခက်ဆောင်းဆောင်းလေးထုတ်လိုက်တယ်။အဲ့ဒီအချက်ဟာဒီကိုကိုရသွားစေဖို့အတွက်ပြီးတော့ဟဲ့မကွာရမမိဖို့အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့။အဲ့ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ပြောချင်တာကဘန်ဒါဟန်ဒါဆန်ကန်တင်လိုက်တဲ့ဘောလုံးဒီအမြင်ရနေလာနေတယ်အဝေးကြီးကိုသွားနေတယ်ထောက်တယ် အဲ့ဒီအချိန်မှာဘယ်နာက penalty spot လောက်မှာရှိတယ်။ကိုတိုက်စစ်ဆင်တဲ့အချိန်တော့သူကိုစီးပြင်ကိုထွက်နေတယ်။ဟန်နဆန်ရတယ်ဆိုတဲ့အချိန်မှာသူပြန်ဆုတ်တယ်မှန်တယ်။ကိုကန်တင်လိုက်တဲ့အချိန်မှာသူပြေးချင်းဆုတ်သွားတယ် penalty spot လောက်ကိုရောက်တယ်ဆနခိုင်လောက်ကိုရောက်တယ်အဲ့ဒီမှန်တယ်။ခေါင်းတိုက်ပြီးတော့ချလိုက်တဲ့အချိန်မှာသူနောက်ကိုလှည့်နောက်ကိုသူဆုတ်တယ်။ဆုတ်တဲ့အခါမှာအဲ့ဒီဒီကိုဘောက်ကကာကွယ်ရတော့မယ်ဤကဆရာကိုလွတ်ထွက်သွားပြီဘောလုံးကိုတည်ပြီးသွားပြီဆိုတော့တိတဲ့အချိန်တွင်မှာသူသူတုတ်သူစင်းမှုအတွက်က ဲ့ဒီဆက်လက်ခိုက်စီးကနေပြီးတော့ဒီ6ခိုက်စီးပြီးတော့9ပေါက်အတွင်းစီကိုလာဖို့အဲ့လာတဲ့ခရီးမှာသူနောက်ကိုလှည့်ကြည့်တာ3ခါရှိတယ်ကိုနေရာဟာဘမရှိတယ်လဲဆိုတော့စတက်တဲ့ကတိတာကိုသမားကောင်းတွေကတကယ်ထိတ်တန်းကိုသမားတွေကဘွဲကကိုအသိတိုက်စစ်ဆင်နေတယ်ကိုယ်ကတက်သွားတယ်တက်သွားတဲ့အခါမှာအဲ့လိုတက်တဲ့အခါမှာမထင်မှတ်ပဲဘောလုံးပြန်လာနိုင်နေဆိုတော့အနေနဲ့ထားတော့ကိုဘယ်နေမှာရောက်နေတယ်ဆိုတော့ကောင်းကောင်းသိကြတယ်အခုအန်ဒီယေဆုံရောက်နေပြီအဲ့ဒီအန်ဒီယေဆုံရောက်တဲ့အချိန်အတွင်းမှာ ကိုဘောက်ကိုသူနေရာချတဲ့ပုံစံမှန်မှုအတွက်လက်ကြည့်ရတော့သုံးပါရှိတယ်အဲ့တော့လက်ကြည့်ရတော့သုံးပါဆိုတဲ့နေရာမှာအဲ့ဒီဘောလုံးကိုအီဂိုတရားကခေါင်းတိုက်ချလိုက်ပြီးတော့ဘယ်နဲ့ကန်တော့မှာအဲ့ဒီကန်တော့မှာဆိုတဲ့အနေအထားဆိုတော့ခေါင်းတိုက်ချလိုက်တဲ့အနေအထားဘယ်နဲ့ကန်ကန်နေတာတကယ်အထင်တိုးလေးမျက်စိတက်မိတ်လျက်ပြက်လေးအတွင်မှာ तू ကကိုဘောက်ကိုသူပြန်ပြီးတော့လက်ကြည့်လိုက်တဲ့ကိုတိုင်သူဘယ်နေရာရောက်နေလဲဆိုတော့အဲ့ဒီလက်ကြည့်ဆိုလိုတာကဘာလဲဆိုတော့ကိုဟာ ီရွေးချယ်ပြီးသားပါဖြစ်မယ်ဆိုရင်ဘယ်နေရာကာကွယ်လို့အကောင်းဆုံးလဲဆိုတော့စီမှာသူကြိုပြီးတော့စောင့်နေရမယ်အစားသူကလက်ကြည့်နေရင်နဲ့အေကောပြကိုနီးတဲ့နီးလာတော့သူတို့သူသတိမထားလိုက်မိဘူး။တော့ကန်ကန်နီးမှာသူအစင်းတဲ့တော့စောင့်တယ်။စောင့်နေကန်လိုက်တဲ့ဘောလုံးသူ့အတွက်ပြင်ဆင်နေမရှိဘူး။တောင်ဒီတောင်အကျင်းထဲကိုအနီးတိုင်းတောင်ထဲကိုဝင်သွားတယ်လက်တော်မထုတ်လိုက်အောင်ဆိုရဲအနေထားမျိုးနဲ့ဝင်သွားတယ်ဟိုလက်ကထုတ်မထုတ်လိုက်အောင်လို့ပြောတာအဲ့ ဆိုလိုတာကသဘာဝအရ response ရလလေးတော့မြောက်လိုက်တယ်ဒါပေမဲ့ကာကွယ်ဖို့အတွက်အလုပ်ကိုသူမလုပ်လိုက်ရဘူးဆိုတော့ပုံစံဖြစ်သွားတယ်ဆိုတော့ကိုးသွားတယ်ပေါ့နော်ဆိုတော့ဒီကိုးကအဲကျွန်တော်ရွေးချယ်တယ်ဆိုတာတခြားကြောင့်မဟုတ်ဘူးအီကတရားကိုဒီဘောလုံးကိုစောင့်တဲ့အချိန်မှာဘောလုံးကိုနောက်လှည့်ကြည့်တဲ့အချိန်မှာဟန်နာဆန်စီကနေဘောလုံးလာနေတဲ့လမ်းကြောင်းဟယ်ရီမကွိုင်းလာနေတဲ့လမ်းကြောင်းအဲ့လမ်းကြောင်းကိုချိန်ပြီးခေါင်းနဲ့တိုက်ထုတ်တဲ့အခါမှာအပြင်လေးကိုတိုက်ထုတ်သွားတယ် ံသွင်းခွင့်နည်းနည်းခတ်သွားမယ်ဒါပေမဲ့တရားဝပိုင်ခံလို့ရမယ်ဆိုတော့ဟာကိုရွေးတာအဲအဲ့လိုပဲဒီဒီဟန်ဒါဆန်ရဲ့ရွေးချယ်မှုအဲပြီးတော့တခါဟယ်ရီမဂွိုင်းယားရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်အဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်နောက်အရှိကိုတလန်းတိုးတယ်ပထမအဆင့်နောက်ကိုနှစ်လန်းပြန်ဆုတ်တယ်ဒုတိယအဆင့်အရှိကိုပြန်တက်ဖို့ကြိုးစားတယ်တတိယအဆင့်အဲ့ရှေ့တက်နောက်နှစ်လန်းဆိုရှေ့ပြန်တက်ဆိုတဲ့ဟာကဟန်ဒါဆန်ဘောလုံးရနေဆိုတဲ့အချိန်အတွင်း ဟိုဒီဒီအချိန်လေးအတွင်းမှာဘောလုံးပြတ်သွားပြီဟန်ဒါဆန်ဘောလုံးယူမယ်ဆိုတဲ့အချိန်တွေမှာမပြတ်သားတဲ့ဆုံးဖြတ်ချက်ပေါ့များစွာအမှသုံးသောင်းနဲ့အိုက်ကိုပေးလိုက်ရတာပြီးတော့တာဆော့ဆော့အစောပိုင်းမှာကျွန်တော်ပြောခဲ့သလိုပဲ modern football ရဲ့ဝိသေသကိုနော်ဒီ fast break တွေကနေပဒီကို့အစုံကကို့အစုံကို့ကိုးစီးနားကနေပြီးတော့ဒီ block ခေါမလဲကျွန်တော်တို့ဘောလုံးပြန်ရပြီး overturn တွေပြန်လုပ်တဲ့အချိန်นี่အဲ့ဒီအချိန်นี่ပါ basic ကစားသမားစီကိုအများဆုံး 不一趁现在干，对巴龙体姐难受呢，对吧？是的，对，我都不骗你，对，我都不怕人家批评的。这就阿飞家的烧烤是被怎么样？阿龙，朱伟杰都这么的。